ာလေလုယာရခင်ကျေးဇူးတော်ချီးမွမ်းပါတယ်ဒီနေ့ Zoom ကနေခွန်အားယူနေတဲ့မိဘညီကောင်တော်မများအားလုံး God bless you နော် God bless you ကျွန်တော်တို့ပြီးခဲ့တဲ့အပတ်တုန်းကကျွန်တော်တို့ဒီရာဇဝင်ကျုပ်ပထမဆောင်အခန်းကြီး16ပတ်3ပေါ့နော်ဖခင်ကသူ့ရဲ့လူမျိုးတော်သူ့ရဲ့လူတွေပေါ်မှာဘယ်လိုသဘောထားလဲအဲ့ဒီအကြောင်းကိုကျွန်တော်တို့ဟမ်ဖះကသူ့ရဲ့လူမျိုးတော့သူ့ရဲ့လူတွေအပေါ်မှာဖះဘယ်လိုသဘောထားလဲ အဲ့ဒီအကြောင်းလေးကိုကျွန်တော်ဝင်ခဲ့ခဲ့တယ်။ဖျားလူစာအရေးကြီးတယ်နော်။ဖျားကလည်းသူ့လူဘက်မှာသူရှိတယ်။အင်မတန်မှခွန်အားရစရာဖြစ်တယ်။ဖျားလူဖြစ်ခြင်းကိုဂုဏ်ယူဖို့ဝင်ခဲ့သွားတယ်ပြီးခဲ့တဲ့ဘက်က။ဆိုတော့ဒီတပတ်တော့ဖျားခင်ကိုချင်းမွန်ကိုကိုွက်တာတိတ်အရေးကြီးတယ်။ချင်းမွန်ကိုကိုွက်ခြင်းထဲမှာ အမျိုးမျိုးရှိတယ်။နော်အမျိုးမျိုးပါပါဝင်ဆက်ကြရတဲ့အပိုင်းအမျိုးမျိုးရှိတယ်။ဆိုတော့ဘယ်အပိုင်းမှာဘယ်လိုပါဝင်ရလဲ။နော်ဘယ်ခေါင်းစဉ်ကဘယ်လိုလုပ်ရလဲ။ ဒါလေးတွေကျွန်တော်သိဖို့အတူတူလေ့လာရအောင်ခရဆုတော်ရအောင်အဖဖခင်ကိုတော့ကိုယေရှုတင်တယ်နှုတ်ကပတ်တော်နဲ့ကျွန်တော်ရဲ့တတကိုတိဆောက်ပေးပါမိအကြောင်းလက်တော်ထဲမှာအနန္တကိုယ်ရှင်ဖះကျွန်တော်တို့ကိုမဆပါယေရှုပြုပါတား၍နားလေဖို့အကြောင်းဖြစ်စေပါသခင်ယေရှုနာမ၌ယိုသေးစွာဆုတောင်းပြီးအနံပါတယ်ဖဖះအာမင်အာမင်โอเคဆိုတော့ praise and worship အဲ့တော့ဖះခင်ကိုချီးမွမ်းကိုးကွယ်တဲ့အခါမှာ ဘာတွေပါတယ်လဲပြောမယ်ဆိုဂုံတော်ချီးမွမ်းခြင်းပါတယ်ဘုရားချီးမွမ်းကိုယ်ခွင့်ခြင်းမနော်ဂုံတော်ချီးမွမ်းခြင်းပါတယ်ပြီးတော့မှအဲ့ဂုံတော်ချီးမွမ်းခြင်းပြီးတခြင်းဆိုခြင်းလည်းပါသေးတယ်ခြင်းဆိုခြင်းပါတယ်တခြင်းတင်မကဘူးတီးခတ်တဲ့တူရိယာအမျိုးမျိုးအဲ့ဒါလည်းပါတယ်ပြီးမှဘုရားသခင်ရဲ့နှုတ်ကပတ်တော်ကိုဝေငှတာဝန်ခံတာအဲ့ဒီကိုယ်ခွင့်ခြင်းနဲ့မှဒါလည်းပါတယ် ဒါပဲလားမဟုတ်သေးဘူးတသိခံခြင်းလေးလည်းရှိတယ်ဝิญဉ်ရမှာနော်နှုတ်ကပတ်တော်ခံယူတဲ့တသိခံနဲ့ဒုရိယအမျိုးမျိုးနဲ့ဘုရားခင်ကိုတိခတ်တဲ့ပြီးတချင်းဆိုတဲ့ပြီးတော့ဘုရားခင်ဂုံတော်ကိုချီးမွမ်းတယ်ပြီးတော့မှပြတနာနဲ့အခက်ခဲတွေစီကိုဘုရားခင်နှုတ်ကပတ်တော်ကိုစေလွတ်လိုက်အခက်ခဲတဲ့ပြတနာတွေကတခါတည်းကြောက်ရွံ့တုန်လှုပ်ပြီးဝန်ခံသွားရနော် ဆိုတော့ဒီနေ့ကျွန်တော်တို့ဒါတွေမကဘူးနောက်ဆုံးဆုတောင်းခြင်းလည်းပါတယ်အဲ့တော့ဖရာကိုကိုးကွယ်ခြင်းနဲ့မှဆုတောင်းခြင်းပါတယ်အလူမွေပေးခြင်းနဲ့ပါတယ်တခြင်းဆိုခြင်းနဲ့ပါတယ်မြူစစ်တိခတ်ခြင်းနဲ့ပါတယ်ဖရာသခင်ရဲ့နာမနဲ့ရက်ပြီးစကားပြောတာတွေပါလာတဲ့ဂုံတော်ချီးမွမ်းခြင်းနဲ့ဟာလားအမျိုးမျိုးပါတယ်ဆိုဘဲအရာကဂုံတော်ချီးမွမ်းခြင်းလေဘဲအရာကကျေးဇူးတော်ချီးမွမ်းခြင်းလေဘဲအရာကဆုတောင်းခြင်းလေဘဲအရာက ဲ့ဒါတချင်းဆိုခြင်းတဲ့ဒါတွေနားလည်ဖို့အရေးကြီးတယ်ဆိုတော့အဲ့ဒီအကြောင်းလေးတွေကိုကျွန်တော်ပြောခြင်းနဲ့ရာဇဝင်ကျောပရမသာအခန်းကြီး16အပိုင်ငယ်14ကျွန်တော်ဖတ်ပါမယ်ကိုတော်မြတ်ထာဝရဘုရားသည်ငါတို့ဖရာသခင်ဖြစ်တော်မူ၏မြေကြီးတပြင်လုံး၌စီရင်ပိုင်တော်မူ၏ဖရာဟာလေငါတို့ရဲ့ဖရာမပြီးသေးဘူးစီရင်ပိုင်တော်ဖရာဖြစ်တယ်ကျွန်တော်ဆိုတော့အဲ့ဒါဘာလုပ်နေရလဲ ဖယားသခင်ရဲ့ဂုံတော်ကိုချီးမွမ်းနေတာတော့ဂုံတော်ချီးမွမ်းခြင်းလို့ပြောရင်ဖယားသခင်၌ဖြစ်တည်နေသောအရာတွေကိုကျွန်တော်နှုတ်ဝဲဝန်ခံနေတာအဲ့ဒါဂုံတော်ချီးမွမ်းခြင်းဖြစ်တယ်ဖယားကဘလို့ဖယားမျိုးလေကျွန်တော်ကိုကျေးဇူးပြုပြုမပြုပြုမဆိုင်ဘူးเนาะကျွန်တော်ကိုမဆာဆာမမဆာဆာမဆိုင်ဘူးเนาะဖယားသခင်၌ဖြစ်တည်နေသောအရာများဖယားဟာစီရင်ပိုက်သောဖယားဖြစ်တယ်ဝန်ခံရတယ်ကြီးညာရတယ် ဲ့ဒါဘာလို့တာလဲဖယားသခင်ရဲ့ဂုံတော်ကိုချီးမွမ်းခြင်းလို့ဟောတယ်ပြီးနောက်တစ်ချက်ဖတ်မယ်အငွေ25ကျွန်တော်ကြော်လိုက်မယ်ထာဝရဘုရားသည်ကြီးမြတ်၍အလွန်ချီးမွမ်းဖွယ်ဖြစ်တော်မူ၏ဖယားတကရိုးထက်ကြောက်ရွံ့ဖွယ်ဖြစ်တော်မူ၏ဖယားဟာဘလို့ဖယားလဲကြီးမြတ်သောဖယားဖယားကြီးမြတ်တဲ့ဖယားအလွန် ချီးမွမ်းပွဲကောင်းတော်ဖရာကြီးမြတ်တဲ့ဖရာအလွန်တရာချီးမွမ်းပွဲကောင်းတော်ဖရာဖရာတကာရူထက်ကြောက်ရွံ့ပွဲကောင်းတော်ဖရာဖရာအများကြီးနော်ဖရာအများကြီးပဲဒီကြပိုက်မှာတရားကြီးတဲ့ဖရာတကာရူထက်ဖရာတွေအားလုံးရဲ့အထက်မှာကြောက်ရွံ့ပွဲကောင်းတော်ဖရာဖြစ်တယ်အေးအဲ့ဒါကဖရာသခင်၌ဖြစ်တည်နေသောအရာအဲ့ဒါကိုကျွန်တော်တို့ကနှုတ်ဖွင့်ပြီးဝန်ခံတာအဲ့ဒါဘာလို့ညာလဲ ဖယားသခင်ရဲ့ဂုံတော်ကိုချီးမွမ်းခြင်းလို့ခေါ်တယ်။အဲ့တော့ဖယားစီးရင်ပိုင်တော့ဖယားဖြစ်တယ်။ဖယားသခင်ကကြီးမြတ်တော်ဖယားဖြစ်တယ်။အလွန်ချီးမွမ်းပွဲကောင်းတော်ဖယားဖြစ်တယ်။ဖယားတကာတို့ထက်ကြောက်ရွံ့ပွဲဖယားဖြစ်တယ်။ဒီຢာတွေကိုနှုတ်ဖွင့်ပြီးဝန်ခံနေတာဟုတ်ပါကောလေ။ဂုံတော်ချီးမွမ်းခြင်းလို့ခေါ်တယ်။ကြည့်တော့နောက်တစ်ချက်ဖတ်မယ်။အပိုင်ငယ်35အကျွန်ုပ်တို့ကိုကဲတင်တော်မူသောဖယား အကျွန်ုပ်တို့သည်တန့်ရှင်းသောနာမတော်ဂုံကျေးဇူးတော်ကိုဝန်ခံ၍ကျေးဇူးတော်ကိုချီးမွမ်းခြင်း၌ဝါကြွားဝမ်းမြောက်မိအကြောင်းအကျွန်ုပ်တို့ကိုကဲတင်တော်မူပါဘလို့ဖရားလေဒီကြမ်းပိုက်မှာကြည့်မယ်နော်ကဲတင်တော်မူသောဖရားကျွန်ုပ်တို့သည်တန့်ရှင်းသောနာမတော်ဂုံကျေးဇူးတော်ကိုဝန်ခံ၍ကြည့်ပါဒီဖရားဟာဘလို့ဖရားလေတန့်ရှင်းသောဖရား ကဲတင်တော်ဖရာတန်ရှင်တော်ဖရာဒီဖရာကျွန်တော်ကိုကဲခြင်းကဲမကဲခြင်းဒီဒါပေမဲ့ဒီဖရာဘယ်လိုဖရာလဲကဲတင်တော်ဖရာကျွန်တော်အသက်တာဘယ်လိုပဲဖြစ်ခြင်းဖြစ်နေမယ်ကောင်းခြင်းမှာကောင်းမယ်တိုးတော့ကျွန်တော်ကိုးကွယ်တဲ့ဖရာဟာတန်ရှင်တော်ဖရာဖြစ်တယ်အဲ့ဒီတော့ဒီအရာတွေကိုကျွန်တော်တို့ကစဉ်းစားစဉ်းကျင်ဖရာကိဖွင့်ပြချက်ကိုခံယူအဲ့ဒီအရာတွေကိုပြန်တခြင်းဆက်နှုတ်ဖွင့်ပြီးဝန်ခံနေတာကိုဘာခေါ်လဲ ဂုံတော်ချင်းဝန်းခြင်းလို့ခေါ်တယ်။ဘုရားခင်စားစရာပေးလို့ကျေးဇူးတင်တယ်အဲ့ဒါကရလို့ချင်းဝန်းတာ။ဘုရားခင်ကျွန်တော်ကိုနေစရာအိပ်ပေးလို့ကျေးဇူးတင်တယ်အဲ့ဒါကိုရလို့ချင်းဝန်းတာအဲ့ဒါကချင်းဝန်းပွဲကောင်းတော်ဘုရား။ရလို့ချင်းဝန်းတာကို Thanksgiving ကျေးဇူးတော်ချင်းဝန်းခြင်းကုံတော်ချိမွတ်ခြင်းဆိုတာကျွန်တော်စားစရာရှိချင်မှရှိမယ်နေစရာရှိချင်မှရှိမယ်သုံးစရာငွေကြေးရှိချင်မှရှိမယ်ဒါပေမဲ့ကျွန်တော်ဘုရားဘယ်လိုဘုရားလဲ ကျွေးပိုက်ကျွေးမွေးပိုင်တော်ဖုရားရွှေနဲ့ငွေကိုပိုင်တော်ဖုရားကျွယ်ဝတော်ဖုရားအဲအဲ့ဒါဖုရား၌ဖြစ်တည်နေသောအရာတွေကိုတချင်းဆက်ပြီးချီးမွမ်းလိုက်တာအဲ့ဒါဂုံတော်ချီးမွမ်းခြင်းအဲ့ဒါဒီနေ့ကျွန်တော်တို့ဒါလေးတွေခွဲခြားတက်ဖို့လိုတယ်ကဲဘုရားသခင်ဂုံတော်ချီးမွမ်းရအောင်လို့ခေါ်လိုက်တယ်ပြီးလဲပြီးရောဆိုတဲ့တချင်းတွေကဖုရားသခင်၌ဖြစ်တည်နေသောအရာတွေကိုမချီးမွမ်းဘဲနဲ့ ။အော်စားစရာပေးလို့ဂျေဇုတင်နဲ့နေစရာပေးလို့ဂျေဇုတင်နဲ့သုံးစရာငွေကြေးပေးလို့ဂျေဇုတင်နဲ့ကျွန်တော်ကိုချစ်လို့ဂျေဇုတင်နဲ့အိုးကိုခံစားရတဲ့အရာတွေနဲ့တွားပြီးချီးမွမ်းနေတာအဲ့ဒါဂုံတော်ချီးမွမ်းခြင်းမဟုတ်ဘူးဂုံတော်ချီးမွမ်းခြင်းဆိုတာဖယားသခင်၌ဖြစ်တည်နေသောအရာအဲ့ဒါတွေကိုတခြင်းဆက်ပြီးတော့ချီးမွမ်းလိုက်တာအဲ့ဒါကဂုံတော်ချီးမွမ်းခြင်းအဲ့တော့ဒီနေ့ဖယားကိုချီးမွမ်းကိုယ်ွယ်တဲ့အခါမှာဂုံတော်ချီးမွမ်းတတ်တော်သူများဖြစ်ပါစီအာမင် ဆိုဖရာကိုချီးမွမ်းပါဖရာကုံတော်တတ်ရှင်တော်ဖရာစစ်မှန်တော်ဖရာတဆူတီတော်ဖရာဖရာရကရဲ့ဖရာဘယေရကရဲ့ဘယေကျွန်တော်တို့ရဲ့တခေကေတင်တော်ဖရာစီရပိုင်တော်ဖရာကြောက်ရွံ့ပွဲဖရာကျွန်တော်ဖရာရကကိုတရားစီရပိုင်တဲ့ဖရာအဲ့ဒီဖရာရဲ့ဖြစ်ခြင်းလေးကိုတခြင်းဆက်ဖရာဖြစ်ခြင်းလေးကိုဝိညာဉ်တွေကနေခံစားပြီးတော့နှုတ်ပွင့်ပြီးဝန်ခံနေတာအဲ့ဒါပါလေဂုံတော်ချီးမွမ်းခြင်း အာမင်ဒါဂုံတော်ချီးမွမ်းခြင်းခေါ်တယ်နော်နောက်တစ်ချက်ဖတ်မယ်အပိုက်ငယ်41ထာဝရဘုရားဤဂယုဏတော်သည် အစင်မြဲတည်သောကြောင့်ဂုံကျေးစရော့ကိုချီးမွမ်းစေခြင်းကဖယားတခင်ဤဂယုဏတော်သည်အစင်မြဲတည်သောကြောင့်အစင်အမြဲဂယုဏတည်သောဘုရားဟွန်းဒီဘုရားဘလို့ဘုရားလဲဂယုဏအစင်မြဲတည်သောဘုရားအဲ့တော့ အစင်အမြဲတည်တယ်ဆိုရဲစကလုံးနဲ့ဂယုနာကိုတွေ့ထားတာအဲ့တော့ဖရာသခင်ရဲ့ဂယုနာကအစင်မြဲတည်တယ်နော်ဖရာရဲ့ဂယုနာဘာဖြစ်လဲအစင်မြဲတည်တယ်ဆိုတော့ဒီနေ့ကျွန်တော်တို့ဖရာသခင်ဂုံတော်တွေကိုချီးမွမ်းဖို့လိုတယ်ကိုးကွယ်ခြင်းထဲမှာကဲကိုးကွယ်ခြင်းထဲမှာနောက်ထပ်ဘာပါသေးလဲတိချုပ်အခန်းကြီး16အပိုင်းငယ်23ကျွန်တော်ဖတ်ပါမယ်မြေကြီးသားအပေါင်းတို့ထာဝရဖရာအားတခြင်းဆိုကြလော့ ကဲတင်တော်မူခြင်းတရားကိုတနေ့ထက်တနေ့ညွှန်ကြားကြလောမြေကြီးသားအပေါင်းတို့ထောက်ရဖျားသိခြင်းဆိုကြလော ချီးမွမ်းကိုးကွယ်ခြင်းနဲ့မှာ worship မှာတချင်းဆိုခြင်းပါတယ်တချင်းဆိုခြင်းအဲ့တော့ကျွန်တော်တို့ကဖျားကိုးကွယ်ဖို့တော့သွားတယ်တချင်းဆိုတာမမြင်ဒါလည်းမကောင်းကိုးကွယ်ခြင်းနဲ့မှာတချင်းဆိုခြင်းပါတယ် ဖယားကိုပုံမှာဘလောက်ကောင်းလဲအဲ့ဒါလေးကိုတချင်းဆက်ဆက်ပြီးတော့မှချီးမွမ်းရတာအဲ့ဒါကိုကိုွယ်ခြင်းနဲ့မှပါတယ်နော်ဒါကြောင့်မလို့ဒီနေ့တချို့တွေကတချင်းစိုးနေတယ်ဟေးတရားမဟုတ်သေးလို့အထဲဝင်မလာဘူးဒါတပွဲရှိသေးတယ်မလောက်အောင်တချင်းစိုးခြင်းပင်လေဖယားကိုကိုကိုွယ်ခြင်းဖြစ်တယ် worship ဖြစ်တယ်နော်ဒါကြောင့်မလို့ကြည့်နော်ဒါဝိတ်ခေတ်မှာဖယားကိုကိုကိုွယ်တဲ့အခါမှာဘာထည့်ထားလဲတချင်းစိုးခြင်း ဘသူတွေဆိုလဲမြေကြီးသားအပေါင်းတို့ကျွန်တော်တို့မြေကြီးသားမဟုတ်လားတော့ကျွန်တော်တို့အားလုံးဘုရားကိုဘာလို့ရမလဲတချင်းဆိုရမယ်နော်ဘုရားကောက်မြတ်ခြင်းတွေကိုတချင်းဆက်ပြီးချီးမွှမ်းရမယ်ကဲတချင်းဆိုခြင်းမပြီးသေးဘူးတချင်းဆိုတဲ့အခါမှာဘယ်လိုအရာနဲ့တွဲပြီးဆိုလဲကြည့်အောင်အပိုင်ငယ်40နဲ့နှစ်တချင်းတဲ့တို့ကို sorry တချင်းတဲ့တို့ဤအဆောက်တဘို့ ခွက်ကွင်းအစရှိသောဖျားသခင်တူရိယမျိုးကိုကင်သောဟေမန်နှင့်ယေဒုတန်အစရှိသောရွေးကောက်၍စည်ရင်သွင်းသောသူအခြားတို့ကိုလည်းထားတော်မူ၏ကြည်ပါတူရိယအစုံထက်ရတယ်ဒီထဲမှာတော့ခွက်ကွင်းတဘိုးရေးထားတယ်အစုပ်ပါတယ်တကယ်တော့ဖျားကိုချီးမွမ်းတဲ့ကမ္ဘာတချင်းဆိုတယ်အဲ့တချင်းကြီးပဲမဟုတ်ဘူးအလွတ်မဟုတ်ဘူးတချင်းကြီးပဲမဟုတ်ဘူးတူရိယပစ္စည်းတွေပါပါတယ်တိခတ်တဲ့ဟာတွေ ကြောင့်ဖယားကိုတကယ်ကျွန်တော်တို့ချစ်တယ်တန်ဖိုးထားတယ်ဆိုရင်အကောင်းဆုံးချီးမွမ်းဖို့လို့ဖယားကိုတကယ်ချီးမွမ်းတဲ့အချိန်အမိလာဖို့လို့တရားဟောချက်လောက်ပဲပြည်နာထောက်အိုး Zoom ကနေ meeting တက်ရင်လဲ worship service ပါဝင်ရင်လဲချီးမွမ်းနေတဲ့အချိန်မှာဆိုရင် တချို့လူတွေကထမင်းထိုင်စားစားရင်းနဲ့ TV ရှေ့မှာ Zoom ကိုဖွင့်ပြီးကြည့်မလုတ်ကောင်းမလုတ်ကောင်းဖယားကိုကိုးကြတာကိုပါပါမှာ ဒါကြောင့်ထမင်းကနောက်မှစားမနေနိုင်ရင်ဆော့ဆော့စားထားချီးမွမ်းတဲ့တချင်းဇူနေတဲ့အချိန်အာတီဗီရှိပါတခါလေးကင်မရာပိတ်ပြီးစားနေတာမလုတ်အောင် တိုက်ဆိုင်ရခွင့်တော့ဘာလို့လဲဖယောင်းချီးမွမ်းနေတာလေတကယ်ကိုယ့်ရဲ့အတ္တတာကိုယ့်ရဲ့ဘဝအချင်းနေပေးရမယ်နော်ပေးပြီးချီးမွမ်းရအခုတော့မကြီးချီးမွမ်းတဲ့ကမှာဘာပါထက်လဲတဘိုးခွက်ကွင်းတူရိယာမျိုးမျိုးနဲ့ ဒီခက်ပြီဘုရားကိုချီးမွမ်းတယ်အဲ့တူရိယာတွေကအညံ့စားမို့အကောင်းစားတွေနဲ့တီးတာဆိုတော့ဒီနေ့ဘုရားကိုကိုးကွယ်ခြင်းနဲ့မှာတူရိယာပါမယ်အစုပ်ပါမယ်ပြီးအကောင်းစားဖြစ်ရမယ်နော်ပြီးပြင်ဆင်ထားမယ်အဲ့ဒါဆိုတော့ဒါတချင်းဆိုတဲ့တူရိယာပါတယ်မပြီးသေးဘူးနောက်တစ်ခုလိုသေးတယ်အပိုက်ငယ်24ဘုရားကိုကိုးကွယ်ခြင်းနဲ့မလုပ်တလဲကြည့်အောင်ဘုံတော်ကိုတပားမျိုးသားတို့၌၎င်း အံ့ပွေသောအမှုတော်တို့ကိုခတ်သိမ်းသောလူမျိုးတို့၌၎င်းပေါ်ပြကြလော့ဖယားသခင်ရဲ့ဘုံကြည်ခြင်းจีนတော့ဖယားသခင်ရဲ့အမှုတော်ဖယားသခင်ရဲ့တကိုးတော်ကိုဘာလို့ရမလဲတခြားလူတွေကိုပြောပြရမယ်သူများကိုပြောပြအဲ့ဒါဘာလို့နေရလဲသက်သေးခံနေတာ worship service တဲ့မှာသက်သေးခံခြင်းရှိတယ်ဒါပေမဲ့တတိထားပါအဲ့ဒီသက်သေးခံခြင်းကကိုယ့်အကြောင်းသက်သေးခံတာမဟုတ်ဘူး ဖယားသခင်ကလူသားတွေအပေါ်မှာဘလောက်ကောင်းတယ်လဲဆိုတော့ကိုတတ်သိခံတာဖြစ်တယ်။အာမင်။ဖယားကလူသားတွေပေါ်မှာဘလောက်ကောင်းလဲ။ဘလောက်ယေရှုပြုလဲ။ဒါကိုတတ်သိခံတာ။ဟုတ်ပြီလား။ဆိုတဲ့ချိုရီကတက်တိခံမယ်ထွက်သွားတာပြီးကိုကောင်းတာတွေပဲတက်တိခံပြီးပြန်စင်းလာတယ်ဖခင်ကောင်းတာလည်းမပါဘူးဆောက်ခုတမကြည့်တက်တိခံရမယ်ဂုံတော်ချီးမွမ်းခြင်းဖခင်ကောင်းကြောင်းကိုဖော်ပြခြင်းအဲ့ဒါတွေပါတယ် worship service တွေမှာ ဒါကြောင့်ကျွန်တော်တို့ကကိုယ်ပုံမှာဘုရားဘလောက်ကောင်းတယ်လဲတတ်သိခံပါပေါ်လူပုံမှာကောင်းတယ်ပြီးသွားပြီဒါဝိဒ်ပုံမှာကောင်းတယ်ပြီးသွားပြီအခုပြောရမှာကကျွန်တော်ပုံမှာဘလောက်ကောင်းတယ်လဲဒါကြောင့်မလို့ worship service တွေပါပါပါလဲတတ်သိခံခြင်းလဲပါတယ်အဲ့တော့တတ်သိခံနိုင်ဖို့အတွက်အမြဲတမ်းပြင်ဆင်မှုရှိရမယ်ကိုယ်ပုံမှာဘုရားကဘလောက်ကောင်းလဲဆိုတော့အမြဲတမ်းသတိရနေရမယ်မှတ်ထားမှလည်းသတိရမှာပေါ့မမှတ်ထားရင်ဘယ်လိုလုပ်သတိရဟုတ်လားဒါကြောင့်မလို့တကယ်ပဲဘုရားကကိုယ်ပုံမှာ ဘလောက်ကောင်းတယ်လေဆိုတော့အမြဲတမ်းသတိရပြီးတော့တတ်သိခံပါနောက်တစ်ခုပြောမယ်အပိုက်ငယ်28လူအမျိုးမျိုးတို့ထာဝရဘုရားသည်ဘုံတကူအစွမ်းတတ္တိရှိတော်မူသည်ဟုဝန်ခံကြလော့ရှိတော်မူသည်ဟုဝန်ခံကြလော့ကြည့်အဲ့ဒါဘာလို့လဲအမိတ်တော်ကိုစေလွတ်တာအမိတ်ပေးတာလူအမျိုးမျိုးတို့လူအလုံးကိုပြောမယ်ထာဝရဘုရားသည် ဘုံတကူအစွမ်းတတ္တိရှိတော်မူသည်ဟုဝေခံကြလော။ဖရာဘလို့ဖရာလဲဘုံရှိတဲ့ဖရာအစွမ်းရှိတဲ့ဖရာတတ္တိရှိတဲ့ဖရာဝေခံဝေခံရေကြီးသားအပေါင်းတို့ဝေခံပါလေကျွန်တော်တို့ဒါအမိတ်ပေးရနော်ဖရာကောင်းမြတ်ခြင်းတွေကိုဝေမခံတဲ့သာသမီရှိညာအိတ်ဓမ္မမဟုတ်ရင်သူအပြင်သွားရင်သူ့နာမည်နဲ့ခေါ်ပြီးတော့မှအမိတ်ပေးရမယ် ဥပမာပေါ့နော်မောင်မောင်ဆိုရင်မောင်မောင်ဖရာသခင်ကမောင်မောင်ပေါ်မှာကောင်းတဲ့ဖရာဖြစ်တယ်ရှိတဲ့နေရာမှာဝန်ခံမောင်မောင်ကိုဖရာခင်ကတန်ရှင်းစေတဲ့ဖရာဖြစ်တယ်ညင်ညူးနေတဲ့မောင်မောင်ရဲ့အသက်တာကိုဒီဖရာဟာတန်ရှင်းစေပြီဝန်ခံမောင်မောင်အမိတ်ပြီးတာအမိတ်ပြီးတာအမိတ်ပြီးတာဟလာမောင်မောင်နေကိုကိုရတဲ့ဖရာယေရှုခရစ်တော်ဖရာဖြစ်တယ်ယေရှုခရစ်တော်ဖရာနေ့ကိုချစ်တယ်ဒါကြောင့်နေ့အရက်ကိုစော့ယေရှုနာမနဲ့အမိတ်ပြီးတယ်စော့ ယေရှုခရစ်တော်အားဖြင့်ခိုင်ခံ့ခြင်းရှိယေရှုနာမနဲ့မိပြီးဘာလုပ်နေတာလဲအမိတ်တော်ကိုစေလွတ်နေတာတကယ်ဖျားကူးကွယ်ခြင်းနဲ့မှအမိတ်တော်ကိုစေလွတ်ခြင်းလည်းပါတယ်နည်းနည်းတော့စမ်းကြဲ့တယ်နော်ကျွန်တော်ပြောတာတချို့လူတွေအတွက်အဲ့တော့ဒီနေ့တကယ်ဖျားကိုကူးကွယ်လာရင်အမိတ်တော်ကိုစေလွတ်ပါအော်ဖျားကြီးမောင်မောင်ပေါ်မှာကောင်းနေမောင်မောင်ဝန်ခတ် မောင်မောင်ယေရှုခရစ်တော်ကိုလက်ခံယေရှုခရစ်တော်နှစ်ပြကိုဖြေလွတ်ပြီးပြီနှစ်ပြတွေကိုကားလိုက်မှာဆက်ပြီးပြီမောင်မောင်ပြပါသွားပြီမောင်မောင်ရှိတဲ့နေရာမှာယေရှုခရစ်တော်ဝန်ခံငါယေရှုခရစ်နာမနဲ့အမိန့်ပေးနေတယ်ပြောရအမိန့်တော်ကိုစေလွတ်ရတကယ်နှုတ်ကပတ်တော်ဖြစ်တယ်တရက်သက်သေးဖရာသခင်ဘက်ကထူလာမှာဖြစ်တယ်ဒါကြောင့်မလို့အရောက်တိုင်းနားလဲရမှာကဖရာကိုချီးမွမ်းကိုးကွယ်တယ်ဆိုတာတတ်သိခံခြင်းလဲပါတယ်လို့အမိန့်တော်ကိုစေလွတ်ခြင်းလဲ ပါတယ်ပါတယ်အပိုက်ငယ်29ကျွန်တော်ဖတ်ဦးမယ်ထာဝရဘုရား၏နာမတော်သည်ဘုံကြီးတော်မူသည်ဟုဝန်ခံကြလော့ပူဇော်တကာကိုစောက်ခဲ့လျက်ရှေ့တော်သို့ချင်းကပ်ကြလော့တန်ရှင်းသောတရားကိုဆင်၍ထာဝရဘုရားကိုကိုးကွယ်ကြလော့ဘာလုပ်နေရလဲအမိတ်ပေးနေတာဟေးဣတရီလလူတွေဖယားသခင်ရဲ့နာမတော်ဘုံကြီးတယ်ဝန်ခံငါအမိတ်ပေးနေတယ် ်ပုံကြည့်တဲ့ဖျားဖြစ်ကြောင်းဝတ်ခံယေရှုနာမနဲ့မိတ်ပေးတယ်မတို့ကိုးကွယ်တဲ့ဖျားပုံကြည့်တဲ့ဖျားဖြစ်ကြောင်းမမဝတ်ခံယေရှုနာမနဲ့မိတ်ပေးတယ်ဝတ်ခံခိုင်းရတယ်မမောင်မကြားစေနဲ့ဒီကနေအမိတ်ပေးသူ့ရဲ့ဝိညာဉ်ကိုဒီကနေလှမ်းအမိတ်ပေးဒါနှုတ်ကပတ်တော်ဖြစ်တယ်ဒါကိုးကွယ်ခြင်းကိုလာတဲ့အခါမှာအော်မရောက်မလာနိုင်သေးတဲ့သူတွေတကယ်ပဲကိုယ့်အမျိုးထဲမှာမိသားစုထဲမှာရှိတယ်ဆိုယေရှုနာမနဲ့အမိတ်ပေးလို့ရတယ် အဲ့ဒီအမိတ်ကရောက်သွားလိမ့်မယ်။မောင်မောင်မနေနိုင်ဘူးနောက်ဆိုရောက်လာလိမ့်မယ်။အတ္တဒါပြောင်းလဲသွားလိမ့်မယ်။ယေရှုနာမနဲ့အမိတ်ပေးခြင်းတိတ်အရေးကြီးတယ်။ဟိုးပြီးကြတဲ့နှစ်ပေါင်း30လောက်ကကျွန်တော်ဆရာကသူ့ညီအတွက်ဆုတောင်းတာ။ကျွန်တော်တခါမှမကြားဘူးတဲ့ဆုတောင်းချက်ကြီး။သူဆုတောင်းတာသူ့ရဲ့ညီကယသိယသိဆိုတော့သူ့ညီစီကိုဘသူသွားသွားသူ့ညီကအဲ့ဒီလူတွေမရောက်ခင်ကြိုသိတယ်။လူဘယ်နှယောက်လာမယ်ထမင်းချက်ထားလိုက်။အဲအဲ့လို့ အဲ့လိုအဲ့လိုအကြာမြင်ပါရတာဒါနဲ့ကျွန်တော်ဆရာညတညကျွန်တော်အပြင်ထွက်ရတော့ तू ကလည်းကျွန်တော်နဲ့အတူသင်တန်းမှာအပြင်မှာ तू ကရှိနေတာကျွန်တော်မသိဘူးထွက်တော့အာအတော်ပဲ तू ကကျွန်တော်တူရလာလာဆူတောင်းမယ်တဲ့ရိုးရိုးတောင်းမယ်ထင်တာမသိဘူး तू ရဲ့တောင်းမောက်တောင်းနေရကျွန်တော်တခါမှမကြဘူး तू ဘလို့တောင်းလဲကျွန်တော်နမူနာပြုတ်ပြ तू ညီနာမယ်ဖိလစ်လို့ခေါ်တယ်ဖိလစ်ယေရှုခရစ်တော်ဟာနေ့အဖျားဖြစ်တယ် ခုချက်ချင်းဝတ်ခံဖိလစ်နေကိုးကွယ်တဲ့အရာတွေအားနေဖရားမဟုတ်ဘူးနောင်တရစွန့်ပစ်ယေရှုနာမနဲ့ငါမိတ်ပြီးတယ်ဖိလစ်ယေရှုခရစ်တော်ဖိလစ်ရဲ့ဖရားဖိလစ်ကိုချစ်တဲ့ဖရားဖိလစ်ကိုတနာတဲ့ဖရားဒါကြောင့်ဖိလစ်ယေရှုခရစ်တော်ကိုဝတ်ခံရှိတဲ့နေရာမှာဝတ်ခံတခိယေရှုနာမနဲ့မိတ်ပြီးတယ်ဟာကျွန်တော်လည်းမကြဘူးအဲ့လိုဆုတောင်းတာကျွန်တော်ကြဘူးတာ ဖိလစ်ပြောင်းလဲအောင်မဆာတော်မူပါဖေဟာအဲ့လိုပဲကြားဘူးတာလေအခုဟာဆူတောင်းတာမဟုတ်အမိတ်ပေးနေတာဖိလစ်နောင်တရကိုပစ်ကိုမြင့်နောင်တရဘုရားခင်စီကိုတိုးဝင်ယေရှုခရစ်တော်ဟာတင့်ရဲ့ဘုရားဖြစ်တယ်တင့်ကိုကယ်တဲ့ဘုရားဖြစ်တယ်အမြန်ယေရှုခရစ်တော်ကိုဝါခံတခင်ယေရှုနာမနဲ့အမိတ်ပေးတယ်ဟောတော်နဲ့ချုံနဲ့အိုက်ကြမှာကြားဘူးတာနောက်နှစ်ကြာလာတော့ယသိတယောက်အဲ့ဒီဆရာကြီးဝင်လာတာကျွန်တော်အဲ့ဆရာကြီးမှာနေတာနေတော့ ဆရာရင်ကိုရသေးဝင်လာတာဟာတာနဲ့ကျွန်တော်အံ့ဩနေတာဟာရသေးဝင်လာသူကဘာမေးလဲဆရာနာမည်ပြောရောပြောတော့ရှိလာတယ်ဟာတာနဲ့ကျွန်တော်အထဲဝင်သွားပြီဆရာဆရာနာမည်နဲ့လာမေးနေတယ်လို့ရသေးတယောက်သူကထွက်လာတယ်နဲ့တချင်းအဲ့ရသေးကိုသူကနာမည်ခေါ်တာဟာဖိလစ်လာလာတဲ့အော်ချက်ချင်းကျွန်တော်တတိရတယ်။အော်ပြီးခဲ့တဲ့ဘယ်နဲ့နှစ်ကပေါ့နော်။သူဆုတောင်းခဲ့တာဖိလစ်ဆိုတာ။အော်ဒီတယောက်ပဲ။ဒါနဲ့အိမ်မှာခေါ်နေ။ နေပြီးတော့ရက်နေနေကြသူစောက်တွေပြဖတ်ကေတင်ချင်းစောက်တွေအော်နောက်ပြောင်းလဲသွားရောအန်အိုးတွေတော့အမှုတော်မြတ်တော်မှာအကြီးကျယ်ပါဝင်သွားတာသူထုတ်တဲ့စောက်တွေတောင်ရှိတယ်အဲဖိလစ်ကစောက်တွေပါဘာသာပြန်သွားတာတက်ကောင်းတဲ့စောက်တွေဘာသာပြန်သွားတာကျင်တော့အဲ့ဒါဆိုကဘာမှနာမည်ကြီးနေတဲ့ယာတိလေးမျိုးလို့ဆိုသူပြန်တာတိတ်တော်တာဆိုဘုရားခင်တုံးတာပေါ့ဆိုသူပြောင်းလဲဖို့ဆိုကျွန်တော်ဆရာတို့ကလည်းယေရှုနာမနဲ့အမိတ်ပေးတယ် ဒါကြောင့်ကိုးကွယ်ခြင်းနဲ့မှာအမိတ်တော်ကိုစေလွတ်ခြင်းလဲပါတယ်အဲ့ဒါလေးကိုနားလဲစေခြင်းနဲ့နော်အဲ့ဒီအပိုင်းလေးကိုနားလဲစေခြင်းနဲ့ဆိုတော့အမိတ်ပေးရတာဖြစ်တယ်ဆိုတော့နည်းနည်းဆက်ဖတ်မယ်အပိုင်းငယ်31ကောင်းကင်သည်ဝမ်းမြောက်ခြင်းရှိစေမြေကြီးသည်ရှင်လန်းခြင်းရှိစေထာဝရဘုရားစိုးစံတော်မူသည်ဟုတပါးမြို့သားတို့တွင်ဟောပြောကြစေကြည့်ကောင်းကင်ဝမ်းမြောက်မြေကြီးရှင်လန်းအမိတ်ပေးတာကောင်းကင်ဝမ်းမြောက် ရေကြီးရွှင်လန်းအပိုက်ငယ်32ပင်လယ်နှင့်ပင်လယ်တစားသည်အတံပလံပြုစေလေပြင်းနှင့်လေပြင်း၌ရှိသည်များသည်လည်းဝမ်းမြောက်စေအမိတ်ရာဒီယိုလိုအမိတ်ပေးဖန်ဆင်းခန့်အရာတွေအားလုံးကိုအမိတ်ပေးတာဟာလလူးယာဒီနေ့ချက်တော်ညီကိုမောင်တို့မအသက်တာတွေမှာဖျားကူးကွယ်ခြင်းနဲ့မှာအမိတ်တော်ကိုဆီလွတ်ချက်ပါတယ်ဖျားကူးကွယ်ခြင်းနဲ့မှာဂုံတော်ချီးမွမ်းချက်ပါတယ်ဖျားကူးကွယ်ခြင်းနဲ့မှာဗာလဲဗာလဲဆူတောင်းခြင်းနဲ့ပါသေးတယ်ဗျာနောက်ဆုံးပိတ်ကတော့ဆူတောင်းခြင်း အဲ့ဒါအပိုက်ငယ်30နဲ့9အကျွန်ုပ်တို့ကိုကဲတင်တော်မူသောဖခင်အကျွန်ုပ်တို့သည်တန်ရှင်သောနာမတော်ဂုံကျေးဇူးတော်ကိုဝန်ခံ၍ကျေးဇူးတော်၌ကျေးဇူးတော်ကိုချီးမွမ်းခြင်း၌ဝါကြွားဝမ်းမြောက်မိအကြောင်းအကျွန်ုပ်တို့ကိုကဲတင်တော်မူပါကြည်စမ်းအကျွန်ုပ်တို့ကိုကဲတင်တော်မူပါတပားအမျိုးသားတွေကနှုတ်၍စူဝေးစေတော်မူပါဟု မွတ်ဆိုကြလောကျွန်တော်တို့ကိုကဲပါကျွန်တော်တို့ကိုကဲပါ ဘာလို့မရလဲဆွတ်တောင်းတာဒါကြောင့်မလို့ worship service ကအသေးအရေးကြီးတယ်တခြင်းဆိုတဲ့လူဆိုကားတဲ့လူကဟောတဲ့လူဟောပြီးလည်းပြီးရောအလူငွေထက်ပြန်သွားရောမဟုတ်ဘူးအဲ့လိုမဟုတ်ဘူးတကယ် worship service worship 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 ထဲမှာဘာပါလဲဂုံတော်ချီးမွမ်းခြင်းပါတယ် ဖရာကျွန်တော်ကိုကြည်ကြည်မကြည်ကြည်ဖရာတခင်လိုက်ဖြစ်တည်နေသောအရာတွေကိုချီးမွမ်းပါအဲ့ဒါဂုံတော်ချီးမွမ်းကြီးတချင်းဆိုခြင်းပါတယ်အလွတ်မဟုတ်ဘူးနော်တူရိယအမျိုးမျိုးနဲ့ပေါင်းပြီးဆိုရတာတီးခတ်ပြီးဆိုရတာပြီးမှဖရာကောင်းကြောင်းကိုဝေငှခြင်းပါတယ်ပြီးမှဖရာကိုဘလောက်ကောင်းတယ်လဲဆိုတာတတ်သိခံခြင်းပါတယ်ပြီးတော့မှဖန်ဆင်းခန့်အရာတွေအားလုံးကိုဗာလဲ အမိတ်တော်နဲ့စေလွတ်တာဖះအမိတ်နဲ့ဖះအခွင့်နဲ့အမိတ်ပေးတာအေးဘသူပြောင်းလဲဘသူဝတ်ခန့်ယေရှုကိုဝတ်ခန့်ဘသူကတော့နောင်တရသခင်ရှုနာမနဲ့အမိတ်ပေးတယ်အမိတ်တော်ကိုစေလွတ်ခြင်းပါတယ်နောက်ဆုံးဆုတောင်းခြင်းလဲပါတယ်ဒါကြောင့်ဒီနေ့အားလုံး praise and worship ကိုနားလဲပါဖះကိုကိုယ်ခြင်းနဲ့မှကျွန်တော်တို့ဘယ်အပိုင်းအားနဲ့နေတယ်လဲအဲ့ဒါလေးတွေကိုပြုပြင်ပြီးတော့ အော်ဖျက်ကေငါ့ကိုစကားပြောတယ်လို့သဘောပေါက်ပြီးဒီနေ့ကနေစပြီးစုံလင်းနဲ့ကိုကိုွယ်ချင်းကိုကိုွယ်ချင်းနဲ့မှတပ်ဖက်မဆောင်နဲ့စုံစုံလင်းလင်းရှိတယ်အားလုံးကျွန်တော်တို့ပါဝင်ဆက်ကပ်ဖို့လိုတယ်ဆိုတာလေးကိုဝင်ရတယ်အားလုံးကျေးဇူးတင်တယ်ဖျက်ကေကောင်းကြီးပေးပါစေခဏဆုတောင်းအဖအကူတော့ကိုကျေးဇူးတင်တယ်နှုတ်ကပတ်တော်အတွက်ချီးမွမ်းပါတယ်ကျွန်တော်ရဲ့အသက်တာကိုမဆာတော့ဖျားကျေးဇူးပြုတော့ဖျားလက်ပြတော့ဖျားကိုတော့ကိုချီးမြောက်ပါတယ်နာမတော့ဘုံကြည့်ပါစေစစ်မှန်စွာ ကိုကိုယ်တက်တော်သူဖြစ်ပါစေဖာအရှင်ယေရှုနာမ၌ဆုတောင်းပြီးအနံပါတယ်ဖာဗျာအာမင်အာမင်အာမင် God bless you